မင်္ဂလာပါ Daily Technology မှာကြိုဆိုပါရစေ။ကျွန်တော် Facebook မှာတင်ထားတဲ့ post တွေကိုတနေရာတည်းမှာကျွန်တော် one click နှဲ့ယုံနဲ့အားလုံးကိုဖျက်တဲ့နည်းကိုပြောပြမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့ဒီကိုယ့်ရဲ့ Facebook အကောင့်ထဲကိုဝင်ပါမယ်။ပြီးရင်တော့ကျွန်တော်တို့ဒီကကိုယ့်ရဲ့ profile နဲ့ကိုဝင်လိုက်ပါ။ profile ရဲ့ညာဘက်အောက်နာလေးမှာကျွန်တော်အဆက်30ရှိပါတယ်။အဲ့ဒီဆက်30ကိုနှိပ်ပြီးပါ။ ပြီးပြီဆိုရင် ကျွန်တော်တို့တွေကဒီ managing pool ကနေတွားလို့ရလို့အဲ့ဒီ app ကလည်းကျွန်တော်တို့တွေတွားလို့ရပါတယ်အဲ့တော့ကျွန်တော်ဒီမှာမျှပြတဲ့နေရာလေးကိုထပ်ပြီးတော့နှိပ်ပေးသွားပါနှိပ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီအောက်မှာ managing pool ဆိုတာရှိပါတယ်ကျွန်တော်မျှပြတဲ့နေရာကိုထပ်ပြီးတော့နှိပ်ပေးပါ မန်နေဂျင်းပို့နှိပ်ပြီးပါပြီဆိုရင် ကျွန်တော်တို့ဒီအပေါ်မှာဖီလ်တာဆိုတာရှိပါတယ်အဲ့ဒီဖီလ်တာကိုကျွန်တော်တို့တစ်ချက်ထပ်ပြီးတော့နှိပ်ပြီးပါပြီးရင်တော့ကျွန်တော်တို့ဒီဒီကောင်လေးကိုထပ်ပြီးတော့နှိပ်ပြီးပါမြားပြတဲ့နေရာကိုပဲထပ်နှိပ်သွားပါအဲ့ဒီမှာကျွန်တော်တို့ဒီကကိုဖြတ်ချင်တဲ့ဗီဒီယိုလား VUAN ပို့တူလားပေါ့နော်ကျွန်တော်တို့ဖြတ်ချင်တာကိုကျွန်တော်တို့ဒီမှာရွေးလို့ရပါတယ်အဲ့တော့ကျွန်တော်ကဒီအပေါ်ဆုံးကပို့တူအန်ဗီဒီယိုကိုကျွန်တော်ရွေးလိုက်ပါတယ်အခုလိုရွေးပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီကကိုဖြတ်မဲ့ပို့ကိုတစ်ခုချင်းစီလိုက်ပြီးတော့အမှန်ရှင်းပေးပါအဲ့တော့အကုန်လုံးဖြတ်မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ all ဆိုတာကိုအမှတ်ထည့်ပေးပါအကယ်၍ကျွန်တော်တို့ဒီကရွေးပြီးဖြတ်မယ်ဆိုလို့ရှိရင်တော့ အော်မှာအမှန်ချစ်လို့မရပါဘူးကိုဖြတ်ခြင်းနဲ့ပို့ကိုပဲအမှန်ချစ်ပေးရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီပို့တွေကိုဖြတ်မယ်ဖြတ်မဲ့ပို့တွေကိုကျွန်တော်တို့အရင်ဆုံးလိုက်ပြီးတော့အမှန်ချစ်ပေးပါအဲ့တော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်နှခုနှစ်ကတင်ထားတဲ့ post ပေါ့နော်အဲ့ဒီလိုမျိုးကိုကျွန်တော်တို့လိုက်ရွေးပြီးတော့ date နဲ့လိုက်ရွေးပြီးတော့လည်းဖြတ်လို့ရတယ်အဲ့တော့ကျွန်တော်အခုရွေးချယ်ထားတဲ့ဟာတွေဆိုလို့ရှိရင်ကျွန်တော်ဒီမှာအမိုက်ပုံတွေကိုထည့်လိုက်ပါမယ် ပြီးတော့ထပ်ပြီးတော့ဒီအပြာရောင်စာတန်းလေးကိုထပ်နှိပ်ပေးပါမယ်အဲ့တော့ဒါဆိုလို့ရှိရင်ကျွန်တော်တို့တွေအခုချက်ချင်းသူကပြတ်သွားတာတော့မဟုတ်ဘူးပေါ့နော်ခုချက်ချင်းပြတ်သွားတာမဟုတ်ဘူးဒီပို့ကကျွန်တော်တို့ရက်30အတွင်းပေါ့နော်ရက်30အတွင်းမှာဒီအမိုက်ပုံထဲမှာရှိနေပါလိမ့်မယ်အမိုက်ပုံထဲမှာကျွန်တော်တို့တွေကခုနကဖျက်လိုက်တဲ့ပို့ကို restore ပြန်ပြီးတော့မခေါ်သေးရွေးပေါ့နော်ဒီအမိုက်ပုံထဲမှာရှိနေတဲ့ post တွေကို ရီစတိုးပြန်မခေါ်တဲ့၍ကျွန်ုပ်ဘောထဲမှာရောက်လာမှာမဟုတ်ဘူးဘောထဲမှာရှိမှာမဟုတ်ဘူးအကယ်၍ကျွန်ုပ်တွေကဒီနှစ်ဒီ29ရက်အတွင်းပေါ့နော်29ရက်အတွင်းမှာကျွန်ုပ်တွေကဝီစတိုးပြန်ခေါ်မယ်ဆိုခေါ်လို့ရတယ်ဒါမှမဟုတ်ဘူးကျွန်ုပ်အပီးပိုင်းဟလာဖြတ်မယ်ဆိုလို့ရှိရင်ဒီမှာ all အမှန်ကြီးထည့်ပြီးတော့ဖြတ်လိုက်လို့ရတယ်ပေါ့နော်အဲ့တော့ဒီ29ရက်အတွင်းမှာကိုက ဝီစတိုးပြခေါ်ခြင်းခေါ်လို့ရတယ်အကယ်၍မခေါ်ဘူးဆိုလို့ချင်းတော့ဒီ29ရက်ပြည့်ပြီဟဲ့လားတလားပြည့်ပြီဆိုတာနဲ့အော်တိုပြတ်သွားမှာဖြစ်ပါတယ်เนาะအဲ့တော့ဝီစတိုးခေါ်ခြင်းလဲဆိုလို့ချင်းကျွန်တော်အောက်မှာဝီစတိုးဆိုတာရှိတယ်အကယ်၍အပီးဖြတ်မယ်ဆိုလို့ချင်းတော့ဒီဘက်ကကောင်လေးကိုကျွန်တော်နှိပ်လိုက်เนาะကျွန်တော်တော့အပီးဖြတ်မှာဖြစ်တဲ့အတွက်ဒီဘက်ကောင်လေးကိုနှိပ်လိုက်ပါတယ်ဒါဆိုလို့ချင်းကျွန်တော်တို့ post တွေအကုန်လုံးပြတ်သွားပြီဖြစ်ပါတယ်เนาะ ဲ့တော့ကိုဖြတ်ရှင်တယ်ဆိုလို့ရှိရင်ဒီနီလန်းကအတိုင်းလိုက်ပြီးတော့ဖြတ်လို့ရတယ်ဒီနီလန်းမြန်လဲမြန်တယ်အဲ့တော့နောက်တစ်ခုကကျတော့ကျွန်တော်တို့ဒီက date နဲ့ပေါ့နော် date နဲ့ဖြတ်မယ်ဆိုလို့ရှိရင်ခုနကလိုပဲ manager ပို့တယ်ကိုပြန်သွားမယ်သွားပြီးသွားပြီးဆိုလို့ရှိရင် filter ကိုပဲပြန်ပြီးတော့နှိပ်ပေးမယ်ပြီးလို့ရှိရင်အောက်မှာ date ဆိုတာကိုရွေးလိုက်ပါ date ဆိုတာကိုရွေးသွားပြီးဆိုလို့ရှိရင်ကျွန်တော်ဘယ်နေ့ကတင်ခဲ့တဲ့ပို့ပေါ့နော်ဒီမှာ start date နဲ့ end date ဆိုတာရှိတယ်အဲ့ဒီ start date end date ကိုကျွန်တော်တို့ရွေးပြီးတော့ဖြတ်လို့ရတယ်နော်ဖက်တာကိုပြန်သွားမယ် ဒီမှာဆိုလို့ရှင်ခုနထပ်ပို့ပြီးတော့ရှင်းနေပေါ့နော်ခုနထပ်ပို့ပြီးတော့ရှင်းနေကျွန်တော်တို့ဒီမှာဆိုလို့ရှင်အာ public ထားထားတဲ့ပို့ပေါ့နော် public ထားထားတဲ့ပို့နောက်တစ်ခုက all ပို့ကိုရွေးထားတယ်အဲ့ဒီနေရာမှာကျွန်တော် all ပို့မဟုတ်ဘဲနဲ့ကျွန်တော်တို့ဒီကအာ front ပေါ့နော် front ကိုရွေးမယ်ဆိုလို့ရှင် front ပေါ့နော်ဒါမှမဟုတ်ဟုတ်လားကိုတင်လိုက်တဲ့ပို့ဒီ ဖရန့်ထားတဲ့ပိုးမှန်သမျှကျွန်တော်တို့ပေါ်လာမှာဖြစ်တယ်နောက်တစ်ခုကကိုတင်လိုက်တဲ့ပိုးဒီပပလစ်ထားတဲ့ပိုးမှန်သမျှပေါ်လာလိမ့်မယ်နောက်တစ်ခုကကိုတင်လိုက်တဲ့ပိုးဒီအုံနီမီထားတဲ့ပိုးမှန်သမျှပေါ်လိမ့်မယ်ပေါ့နော်ရွေးချယ်ထားတဲ့ဟာကိုပေါ်လိမ့်မယ်အဲ့တော့ကျွန်တော်က all ပိုးကိုရွေးထားတာဖြစ်တဲ့အတွက်အကုန်လုံးပေါ်လာလိမ့်မယ်နော်အကုန်လုံးပေါ်လာလိမ့်မယ်ဒီနေရာမှာကျွန်တော်တွေက two day နေရာမှာကျတော့ကျွန်တော် date ကိုရွေးပေးရတယ်နော် date ကိုရွေးပေးတဲ့နေရာမှာကျွန်တော်အခု match လ9ရက်ပေါ့နော် 2025အဲ့တော့ကျွန်တော်2023ကဟာကိုဖျက်ချင်တယ်ဆိုလို့ရှိရင်ဒီမှာ2023ကိုကျွန်တော်ပြန်သွားလိုက်နော်ဒီမှာ2023တရက်ပေါ့နော်စက်တင်ဘာလတရက်နေ့ရက်တင်ခဲ့တဲ့ပို့ပြီးရင်တော့ကျွန်တော်တို့ ਈ OK ထပ်ပြီးတော့နှိပ်ပြီးပါပြီးရင်ကျွန်တော်တို့ကခုနကပြောသလို only meter sorry public ထားထားတဲ့ပို့တွေပေါ့နော်ဒါ public ကျွန်တော် public ထားထားတဲ့ပို့တွေရွေးချယ်มาဖြစ်တဲ့အတွက် dance ဆိုတာလေးကိုပဲနှိပ်ပြီးလိုက်ပါ ဲပါဒီဗီဒီယိုလေးကလူကြီးမင်းတို့အတွက်အကျိုးတစုံတရာရှိတယ်ဆိုလို့ရှင်ကျွန်တော်ရဲ့ page လေးကို like and follow လေးလုပ်ပေးတာပါကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်ပြီးတော့အပေါ်နာကခေါင်းဆောင်လေးကိုလည်း on ပေးထားဖို့မမေ့ပါနဲ့ခင်ဗျာကျေးဇူးတင်ပါတယ်